အမြင့်တက်ခြင်းအကျင့်ပြတ်တာကိုပြင်မရအဲ့ဒါအကျင့်ပြတ်တယ်လို့ခေါ်တော်တော်များများနေရာဒီမှာဖြစ်နေကြတယ်ဗျာ။ဘာလဲဆိုတော့ तू ကမေးတာမျိုးတမျိုးမှာပေါ့ဗျာ။ဆိုင်နဲ့ဆိုင် तू ကလည်းဆိုင်ဖွင့်ထားတယ်နောက်ဒီဇိုင်လည်းဖွင့်ထားတယ်။အဖွင့်ထားတဲ့ပုံမှာနောက်ဒီဇိုင်က तू ဆိုင်ကိုဘလိန်းတာ။ဘလိန်းပြီးတော့ဗျာရောင်းအတောင်းအောင်လုပ်တယ်ပုတ်ခတ်ပြီးရောင်းအတောင်းအောင်လုပ်တယ်။ အဲ့လိုမျိုးလုပ်တဲ့အချိန်မှာတဲ့သူဘလို့လုပ်ရမလဲဆိုတဲ့ဟာကိုသိကျင်ပါတယ်တဲ့သူ့ကိုတဲ့ထေချာလေးပြောပြပါဆိုတော့ဒီနေ့ဒီမှာနားထောင်ရှင်ဖိုက်လာပြီရှင်တိုက်လာပြီဆိုရင်တောင်းတဲ့တောင်း blame နဲ့ကိစ္စရှိစီးပွားရေးမှာအသည့်မရှိတာကျွန်တော်ပြောမယ်ခမားတို့တကယ်တိုးတက်ခြင်းခမားရဲ့ personal brand ကောင်းမှခမားအမြင့်တကယ်တက်လို့ရအောင် သူများကို blame ပြီးမှသူများကိုနေပြီးမှသူများကိုကြော်ပြီးမှသူများကိုခွာပြီးမှသူများဆိုင်ကိုမကောင်းပြောပြီးမှခမည်းအမြင့်တက်လို့ရမယ်ထင်တယ်ဆိုရင်အဲ့ဒါစီးပွားရေးတီယိုနေမဟုတ်အလို့ကောင်းနေတွားရလမ်းကတသက်ရှိတယ်အချိန်တူတူလေးပဲရမှာခမည်းသူများကိုနေပြီးသူများကိုကြော်ပြီးသူများကိုခွာပြီးသူများကို blame ပြီးတော့အဲ့ဒီမင်းတကယ်တိုးတက်ချင်တယ်ဆိုရင်အချင်းပြက်တဲ့အလို့တွေမင်းဘယ်တော့မှမလုပ် မင်းလောက်ရမှာဟာဘာလို့မလဲအကောင်းဆုံးမင်း brand အကောင်းဆုံးမင်းရဲ့ site နာမည်ကိုတည်ဆောက်မင်းရောင်းတဲ့ product ရဲ့အနောက်မှာမင်းရဲ့ original ဆိုတဲ့စာပေကိုမင်းထည့်ဒီဆိုင်ရကွာဘယ်သူမှမပေးတဲ့ဝန်ဆောင်မှုမျိုးပေးတာစောင့်ညမ်းမိုက်တယ်ကွာမင်းတို့တော့ဝယ်တင်တယ်ဆိုတဲ့ဟာမျိုးတစ်မျိုးလုံးကမင်းရဲ့နာမည်ကိုကြော်ညာပြီးသားဖြစ်အောင်မင်း branded ဖြစ်အောင်လုပ်အောင်အဲ့ဒါကစီးပွားရေးရဲ့ theory အမှန် မင်းရဲ့စားပေးဘလောက်ကောင်းတယ်မင်းရဲ့ဝယ်ဆောင်မှုဘလောက်ကောင်းတယ်မင်းရဲ့ဈေးနှုန်းဘလို့မှန်ကန်တယ်မင်းရောင်းတဲ့ပစ္စည်းကဘလို့ quality ကောင်းတယ်မင်းရဲ့ဝယ်သူလာပြီဆိုရင်ဒီပစ္စည်းကတော့အကိုသုံးသိမ့်တယ်ဒီပစ္စည်းကတော့မသုံးသိမ့်ဘူးဒီပစ္စည်းကဒီလိုနေရာမှာရေးသုံးရတာဒီပစ္စည်းကဒီလိုနေရာမှာသုံးမဲ့ဆိုရင်အကိုရေရှည်ခံမှာမဟုတ်ဘူးမင်းရှင်းပြပြီးအကြံဉာဏ်ပေးပြီး personal brand ကိုမိတည်ဆောင်အဲ့လို blame နေတဲ့ကျွတ်နေတဲ့ကောင်တွေအားလုံးတစ်ချိန်ကျရင်လစ်သွားလိမ့်မယ် ဒီမှာတစ်ခုပြောပြမယ်ငါကြီး customer ကဝယ်ပြီးမပြီးဘူး customer ရဲ့အဓိကကိစ္စကဘာလဲသိလားဝယ်ပြီးအဲ့ပစ္စည်းကိုသုံးပြီးတော့ဘာရက်လက်ထွက်လဲဆိုတဲ့ဟာကိုမင်းကိုပြန်တိုင်းမှာဘာရက်လက်ထွက်လဲဒီပစ္စည်းကိုငါဝယ်ပြီးငါ့ကိုတကယ်စိတ်ချမ်းသာမှုပေးရလားငါရဲ့အခက်အခဲဒုက္ခကိုဖြေရှင်းပေးရလားဆိုတဲ့ဟာကို customer ကပြန်ကြည့် အလိုမျိုးစားပဲဝင်ဆောင်မှုရှိတဲ့ဆိုင်ပဲစီဝါရီလောကမှာရက်တည်ပြီးကြံခဲ့မှာ။မာနီအကိုပြောတဲ့ဟာကိုမချစ်သောကြည့်ပါ။လက်ရှိစီဝါရီလောကမှာနေရာတစ်ခုရနေတဲ့လူတွေလက်ရှိစီဝါရီလောကမှာအောင်မြင်နေတဲ့သူတွေအားလုံးကအသိရှိလူမကန်နဲ့စီးစနစ်နဲ့စီဝါရီလောကမှာရက်တည်တဲ့ကောင်တွေပဲကြံနေတာ။မမကန်တဲ့ကောင်တွေအားလုံးကအချိန်တိုင်အောက်ရောက်သွားပြီ။ အခုရခဲ့ဆိုကွန်မန့်မန့်လေးပါနောက်ပြန်ပြန်ပြပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ subscribe ကိုနေခေါက်ကိုနေပေးချပါပြန်ကျွန်တော်ဒီလို